ကိုင်းတရအဟောင်းလဲပြိုကျသွားပြီးနောက်သကိုင်းတရအတက်မှလဲကွက်အပြီးချစ်ကက်လမ်းများပြည့်စည်နေတဲ့ဖြစ်ပြည်သူများကဇက်ရင်ရင်ဖြစ်ကုသနေရတယ်ဆိုတဲ့တရင်ကြောင်းရာကိုတင်းဆက်လို့ပြေးကြပါတယ်။သကိုင်းတိုင်းဒေသကြီးသကိုင်းမြို့နယ် မန္တလေးမြို့ရပ်ကိုဆက်သွဲထားသောသကိုင်းတရအဟောင်းမှာယမနေ့မွန်လယ်ပိုင်းလောက်ခတ်ခဲ့သောငလင်းကြဖြိုကျပျက်စီးသွားခဲ့ပြီးနောက်သကိုင်းတရအစ်စ်မှာလည်းအကွဲကြောင်းများဖြစ်ပေါ်နေခြင်းကြောင့်တရချိကလည်းများပျက်စီးသွားခဲ့ခြင်းတို့ကြောင့်ရက်ကသမရှိပိတ်ပင်လိုက်ရကြောင်းသိရပါဗျ။ရင်းနှက်နှက်ပိုင်းတွင်သကိုင်းဘက်မှမန္တလေးဘက်သို့ကူတန်းလိုသောပြည်သူများမှဇက်ရည်များဖြင့် AR မြစ်ကိုဖြတ်တန်း၍ကူတန်းနေရပြီးကုန်စီကူတန်းရောင်းဝယ်ရေးများအားရပ်တန့်သွားပြီးဖြစ်ကြောင်းလည်းသိရပါဗျ။မြန်မာနိုင်ငံတော်ဝန်လုံးတွင် တောက်ကြနေဝင်ပြူချင်းအရာပြင်းကလေးလုခတ်မှုကြောင့်နိုင်ငံတော်ဝန်လုံးရှိအစ္စလမ်ဘလီ90ထပ်မင်းပြူကြပြီးတေဆုံသူ300ကျော်နေပါရှိတယ်လို့အစ္စလမ်တိုင်ဝမ်ကရုံးခွေးသတင်းဌာနသို့ပြောဆိုလာခဲ့ပါတယ်။ ယမနေ့မွန်လွဲ12:50မိနစ်ချိန်တွင်အင်အားပြင်းကလေးတစ်ခုလုခတ်ခဲ့ပြီးစကိုင်းမန္တလေးရမဲသိမ်းအပဝင်မြန်မာနိုင်ငံအလဲပိုင်းဒေသများရှိပလီများတွင်အစ္စလမ်ဘာသာဝင်များဝိပုချင်းဖြစ်ကြောင်းလက်တလုံးစည်းရင်းများရာတည်ဆုံသူ300ကျော်နေပါရှိပြီးပျောက်စောစည်းရင်းများပေါ်မူတည်၍ခမန်းထားတော်လဲပလီများအောက်တွင်အလောင်းများစွာရှိနေသည့်အတွက်အရေအတွက်များယခုထက်ပုံမှန်များပြနိုင်ကြောင်းမန္တလေးမှအစ္စလမ်ဘာသာဝင်တအူကပြောဆိုလိုက်ပါသည်။ငလင်ကြောင့်ပျက်စီးသွားမှုများ သေဆုံးသတ်မှုများကြောင့်ပလီများတွင်ကြောက်စဲစုလေးကုန်ပလီများပြဖြစ်စီဆုံးရှုံးခဲ့ကြောင်းသိရပါသည်မန္တလေးရွှေဘိုရှိပလီပြိုကျမှုတွေမိသားစုများပါဝင်သွားသူဒေသခံပြည်သူတို့ကလည်းအထဲမှာပြိမိနေတာကပလီဝင်းဆိုတော့ကျွန်တော်တို့မိသားစုလေးယောက်ပြိမိနေပါဗျ။နောက်ထပ်ပလီလာတဲ့သူတွေလည်း ပိတ်လားမပိတ်လားသိချာမသိပါဘူးဘာလို့လဲဆိုတော့အချိန်ကတစ်စက္ကန့်ပိုင်းလေးပဲကြာလိုက်တော့ဖြစ်သွားတဲ့အရာဆိုတော့ဘလို့မကိုခံမှန်းလို့မရတော့ပါဘူးကျွန်တော်တို့ကမလီဝင်းထဲမှာပဲဆိုတော့အိမ်ပျော်တဲ့နေရာမှာကျွန်တော်တို့မိသားစု6ဦးရဲ့ကျွန်တော်ရဲ့အိမ်ထဲမှာရှိနေတာပါအိမ်ပြိုတဲ့အချိန်မှာလဲကျွန်တော်ကတော့ခါပိုင်းလေးပဲမို့ကျွန်တော်ကလွတ်သွားပါတယ်ကျွန်တော်အတော်တယောက်ကတော့6လောက်ထိသွားတယ်ဆေးရုံမှာလဲဘာမှလုံးမပေးကြပါဘူးလူနာတွေလဲအရန်ကိုမြပြရတဲ့အတွက်ကြောင့်မလို့6လောက်ထိသွားတာအကြိုက်ခဲပြောက်ဆေးနဲ့ပုတ်သက်ဆေးလောက်ပဲသူတို့ထိုးပေးနိုင်ပါတယ်ကျွန်တော်တွေလဲဘာမှမလုပ်ပေးနိုင်ပါ ါဘူး၊ခြေထောက်ကတော့ချိန်နေပါပြီ။သွေးတွေလည်းမတိတ်ပါဘူး။အခုအချိန်ထိကိုသွေးထွက်နေတုန်းပါပဲ။နောက်ထပ်လည်းကျွန်တော်အတော်တယောက်ကရှာတွေ့ပါတယ်။သူကတော့အသက်မပါတော့ပါဘူး။နောက်ထပ်ကျွန်တော်အဖွာရဲ့၊ကျွန်တော်ဦးလေးရဲ့၊ကျွန်တော်အတော်ရဲ့အထဲမှာအားလုံးကအသက်ရှင်မှုဘယ်လုံးမှမဖြစ်နိုင်တော့ဘူးလို့ဝန်ထဲစာဖြစ်ပြောဆိုလာခဲ့ပါတယ်။ ရှာမတွေ့သေးသေး၍အမေတို့အားလုံးဘေးမတည်ရမခါရှိနေဖို့အတွက်မျောလင့်ဆူတောင်းလိုက်တဲ့ရဲနောင်အစိုးရရဲနောင်ကတော့ဒီလိုမျိုးကြီးခွဲခွာမသွားခြင်းဘူးလို့စိတ်မကောင်းစွာဖြစ်ပြောလိုက်ပါတယ်။ဒုက္ခဒါမစင်တန်ပန်ရှင်ဖြစ်သူရောက်ခမဖြစ်သူနဲ့ရောင်းမာရိုမီတာစုငလင်တန်ကြောင့် Sky Villa ကွန်ဒိုကြီးပြိုကျမှုမှာပါဝင်သွားခဲ့ပြီးယနေ့ချိန်ထိရှာဖွေလို့မတွေ့ရှိရသေးပါဘူး။စင်စာရဲ့တရားဝင် page ကနေပန်ရှင်ဖြစ်သူနဲ့မီတာစုဟာသဘာဝဘေးအန္တရာယ်ကြောင့်ကွဲလို့အနှိမ့်စရောက်သွားပြီးဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။တမန်ဖြစ်သူက သူမန္တလေးလာချိန်တိုင်းသူကြိုက်တာလေးတွေကိုချက်ကျွေးတက်တဲ့မိခင်ရဲ့စေတနာတွေကိုလည်းဝမ်းနဲ့စာနဲ့လွမ်းဆိုရည်သားထားခဲ့ပါတယ်။သူ့အနေနဲ့တော့အမေတို့မိသားစုကိုရှာမတွေ့သေးသေး၍ဘေးမတိရမခဖြစ်စေဖို့